and you see here three three circle that is morality uh, concentration and wisdom ဒီဟာကဘာပြောတာတော့အမက်ကန်ရှိပါ့လိုက်ရင်တရားရှိတရားရှိဆက်ချောက်ဆိုတော့ဉာဏ်16မျိုးကိုရမယ်တဲ့အဲ့ဒါကဝိပဿနာလက်ချင်းတဲ့ပုဂ္ဂိုလ်တွေအဲ့ဉာဏ် ဆက်ချောက်ပါကြတဲ့ပုဂ္ဂိုလ်မှာသီလသမာဓိပညာဆိုတဲ့သိက္ခာ၃ရပ်ပြည့်စုံပြီဒီဟာလည်းပဲသစ္စာ၄ပါးသစ္စာ၄ပါးဒုက္ခဆိုတဲ့တကယ်ရှိတဲ့သူလူမြောက်တဲ့ဤလည်းရှိတယ် so this is the fundamental truth that's to recognize that life is imperfect but is possible to live here uh, happy <coughs> happy and liberated. Uh, this is also the same. Uh, nobody full path. Uh, if you keeps practicing, developing uh, in that, you're going to achieve uh, 16 levels of insight. Uh, ွားများတဲ့အခါမှာအလဲကမသစ္စာလေးပါးကိုသစ္စာလေးပါးကိုနားလည်မယ်။နောက်အပြစ်မှရှိတဲ့ဟာအကောင်လုံးပေါင်းလိုက်ရင်16ဉာဏ်16မျိုးကိုရမယ်။